ိုင်းမြန်မာနယ်စပ်ကုံတော်ရီလမ်းပိုင်းတရင်သာရီမြို့နယ်တင်ခွန်ရွာနာမှာစစ်ကောင်စီတပ်သားတွေစစ်ကြောင်းထုတ်လာလို့နှစ်ဖက်ထိတွေ့တိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ်။ဇွန်လ10ရက်နေ့မနေ့ခွန်နိုင်လောက်မှာတိုက်ပွဲဖြစ်ပွားခဲ့တာပါ။ကရင်ရလေတပ်ရင်း7အပါဝင်ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့ကြား7နာရီလောက်အကြာနှစ်ဖက်ပြန်လည်ပစ်ခတ်တိုက်ခတ်ခဲ့ကြတာလို့ဆိုပါတယ်။တင်ခွန်ရွာမှာပြီးခဲ့တဲ့ဇွန်လ4ရက်ကနေ6ရက်နေ့အထိတိုးရဲဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ ိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးအများပြားပစ်ခတ်ခဲ့တဲ့အပြင်ဒရုန်းသုံးပြုတိုက်ခိုက်ခဲ့ပေမဲ့တော်လိုင်းရင်တပ်တွေဘက်က ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်စစ်ကောင်စီတပ်ဘက်ကထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူးစစ်ကောင်စီတပ်ဟာထိုင်းနယ်စပ်ကိုတွားတဲ့တရင်သားကြီးမောတော်လမ်းပိုင်းကို ပြန်ထိချုပ်ဖို့အင်အားရာချီတိုးပြီးစစ်ကြောင်းထိုးနေတာ6လလောက်ရှိနေပါပြီ ဒါပေမဲ့တော်လှန်ရေးတပ်တွေရဲ့ပေးဆိုတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဟာတိုက်ခွန်ရွာကနေရှေ့ဆက်မတိုးနိုင်ပဲဖြစ်နေပါတယ်။